င်္ဂလာပါရှင်။အားလုံးရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့မိုးရသည့်အချိန်မှာအဖြစ်များပြီးအန္တရာယ်ကြီးမားနိုင်တဲ့သွေးလွှတ်တော်ခွေရောဂါအကြောင်းပြောပြချင်ပါတယ်။သွေးလွှတ်တော်ခွေရောဂါသွေးလွှတ်တော်ခွေရောဂါဟာဗိုင်းရပ်စ်ကြောင့်ဖြစ်လာရတာပါ။သွေးလွှတ်တော်ခွေဗိုင်းရပ်စ်ဟာခြင်မတစေလူခဏကိုယ်ထဲဝင်ရောက်လာပြီးရောဂါလက္ခဏာတွေခံစားရပါတယ်။တုတ်ခွေလက္ခဏာနဲ့ဆင်တူပါတယ်။ အပြင်းပြားချိန်တွက်သားနဲ့အဆင့်မြင့်တွေနာကျင်ကပ်ခဲ့ခြင်းကိုခံစားရတတ်ပါတယ်။အပူပိုင်းနဲ့အပူရော့ပိုင်းဒေသနိုင်ငံတွေမှာအဓိကဖြစ်ပေါ်ပါတယ်။ချမ်းသာပြီးကိုလက်ကပ်ခဲ့တာဟာပြဿနာသိမ်းမရှိနိုင်ပေမယ့်သွေးလွတ်တုပ်ကွေးရောဂါဟာဆိုးရွားတဲ့အခြေအနေတွေကိုလည်းဦးတည်နိုင်ပါတယ်။သွေးထွက်လွန်ခြင်းသွေးပေါင်းရုတ်တရက်ထိုးကျခြင်းနဲ့တည်ဆုံခြင်းတွေအထိဖြစ်ပေါ်နိုင်ပါတယ်။မိုးရသည်ဟာသွေးလွတ်တုပ်ကွေးအဖြစ်များဆုံးရာသီပါ။တည်ငြိမ်ပြီးစီးဆင်းမှုမရှိတဲ့ရေမျက်နှာပြင်ဟာ သူ့လိုတော့ကွဖြစ်ွားစီတယ်ချင်းတွေပောက်ွားဖို့အကောင်းဆုံးနေရာပဲဖြစ်ပါတယ်သူ့လိုတော့ကွရဲ့ယောဂလက္ခဏာများသိမပြင်းထန်တဲ့ယောဂအခြေအနေမှာလက္ခဏာတွေဟာအကုန်မပေါ်တတ်ပါဘူးဗိုင်းရပ်သက်ဆောင်ထားတဲ့ချင်းကိုင်းခံရပြီး၄ရက်ကနေ9ရက်ထိအောက်ပေါ်ပြပါယောဂလက္ခဏာတွေရှိနေတတ်ပါတယ်။အဖျားကြီးခြင်း၊ခေါင်းကိုက်ခြင်း၊ကြက်သားများနာကျင်ကိုက်ခဲခြင်း၊ပြုတ်အံခြင်း၊ဂလင်းများရောင်ရမ်းခြင်း၊မျက်လုံးကိုက်ခဲခြင်း အနည်းရအဆက်အပြောင်များခြေလက်တွေမှာပေါ်လာခြင်းစသဖြင့်ဖြစ်ပေါ်တတ်ပါတယ်။ဒီလိုလက္ခဏာတွေဟာရက်သတ္တပတ်အတွင်းမှာပျောက်ကင်းသက်သာသွားနိုင်ပါတယ်။ဓာတ်စာရည်ကိုနနံတက်ပြီးဖို့တော့လိုပါလိမ့်မယ်။ဆေးရုံညွန်ကြားချက်အတိုင်းမပြတ်မကွက်လိုက်နာမယ်ဆိုရင်ဆေးရုံတွေ့ရနိုင်ခြင်းလည်းပါတယ်။ဒါပေမဲ့အချို့အခြေအနေတွေမှာတော့ယောဂလက္ခဏာဟာပုံမဆူရလာပြီးအသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိဖြစ်နိုင်ပါတယ်။ဒါဟာဆန်းကျင်မြေသွေးကြောလေးတွေပျက်စီးသွားပြီးရိုစိမ့်မှုဖြစ်လာလို့ပါ သူတွေကသူ့မောပမာနာဟာတိတိတတရော့ကြသွားပါတယ်။သွလွတ်တော့ခွေးရဲ့ပြည့်ထန်တဲ့အခြေအနေကိုပြည့်ထန်သွလွတ်တော့ခွေးဒန်ဂီဟက်မိုရာဂျစ်ဖီဘာရောဂါလို့ခေါ်ပါတယ်။အဆိုးရွားဆုံးကတော့သွေးဆုပ်သွေးလက်ချင်း shock ဖြစ်နိုင်တယ်။သွလွတ်တော့ခွေး shock ရောဂါလက္ခဏာဆိုဒန်ဂီ shock syndrome ပဲဖြစ်ပါတယ်။ဒီပြည့်ထန်သွလွတ်တော့ခွေးယောဂါနဲ့သွလွတ်တော့ခွေး shock ယောဂါရဲ့ယောဂါလက္ခဏာတွေကတော့အလိုအမင်းပိုင်းအောင်ခြင်းမရင်မနာအလိုအမင်းအံ့နေခြင်း ခြေလက်တွေမှာအနေဆက်တွေပေါ်လာခြင်းခြေပြန်လက်ပြားအေးဆက်ခြင်းသုံးရမြောင်းနေ့တွေရုတ်တရက်ဆိုသလိုအပြားကျသွားခြင်းနှာခေါင်းသွေးရှင်ခြင်းသဖုံသွေးယိုစိတ်ခြင်းစီးရောင်ရင်ခြင်းဝမ်းမမဲသွားခြင်းအသက်ရှူမြလာခြင်းတက်လာခြင်းမောပန်းလွင်လာခြင်းကြီးကျခြင်းစိတ်ကနာမငြိဖြစ်လာခြင်းစတဲ့ဒီလိုလက္ခဏာပဲဖြစ်ပါတယ်ဒီလိုလက္ခဏာတွေရှိနေပြီဆိုရင်တော့နှီးစရာဆေးရုံကိုအမြန်ဆုံးသွားသင့်ပါပြီ။ အတော်လေးအနေရကြီးမာပြီးအသက်ဆုံးရှုံးနိုင်လို့ပါစီးရုံတို့အရောက်နောက်ကြလို့ရှုပ်ဖြစ်ပြီးအသက်ဆုံးရှုံးသွားရသူတွေအများကြီးရှိပါတယ်သတိပြုရအချက်များခလင်းအသေးဖြားတဲ့အခါအရောက်မမေးရှိတဲ့အရင်မျိုးဥပမာမိုင်းလိုဥပတင်းကော်ဖီလက်ဖက်ရည်ပုံးရည်ကြီးတွေမတိုက်ကြွေးပါနဲ့ယောဂလက္ခဏာနဲ့အသွေးမတက်လို့ပါသူလူတို့ကယောဂဟာခလေးတွေမှာပဲဖြစ်တာမဟုတ်ပါဘူးလူကြီးတွေမှာလည်းဖြစ်ပေါ်နိုင်ပါတယ်ဘယ်ရည်ပဲဖြစ်ဖြစ်တုံးရထပ်ပူဖျားရင် သူ့လူတို့ကိုတန်တရားရှိနိုင်ပါတယ်။အခုဆိုရင်တော့မိုးရသည့်ကာလမှာအဖြစ်များတယ်။သူ့လူတို့ကယောဂာနဲ့ပတ်သက်ပြီးသိရှိသွားကြပြီထင်ပါတယ်။ဗီဒီယိုလေးကိုအစုံတိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးတစ်ဆုံးတရားရစေမယ်ဆိုရင် like နဲ့ share လေးလုပ်ပေးခဲ့ပါအောင်ရှင်။ဗီဒီယိုတင်တဲ့အမြင်သိရအောင် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးဘေးကခေါင်းလောက်လေးကိုလည်းဖွင့်ထားဖို့မမေ့ပါနဲ့နော်။ ပရိသတ်ကြီးအလုံးကျမ်းမာပျော်ရွှင်ပြီးတာယံလက်ပါတဲ့နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။